မင်္ဂလာပါ ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်ကြည်ဦးရဲ့တခိုးဖန်းကအချုပ်လေးလားဆိုတဲ့စောင်းပါကိုဖတ်ပြပေးသွားမှာပါစစ်အနာသိမ့်ပြီး2022ရဲ့နွေနှောင်းပိုင်းရဲ့ည7:00နာရီလောက်မှာရဲစခန်းရဲ့အမှုစစ်ခန်းတွေကစူညံတန်တွေဆဲဆူတန်တွေနဲ့နာကျင်ကြီးတွားတန်တွေ ဇက်တိုက်ထွက်ပေါ်လာပါတယ်။ရဲကင်းရဲ့တန်ချောင်းခောက်တန်တစ်ချက်ပြီးမှာတော့အချုပ်တကားကိုရင်းနှူးလာဖွင့်ပြီးတမီလူမျိုးတအူးကိုတွန်းထည့်သွားပါတော့တယ်။ပါဇက်နဲ့လက်မှာပြက်ရှဒဏ်ရာတွေတွေ့ရတယ်လို့လက်မောက်မှာလည်းပတ်ဒီအဖွေသာစီထားခံရပါတယ်။ဝှစ်ထားတဲ့ပလေကပ်ပစိုးမှာတော့သွေးကွက်တွေနဲ့အပွင့်ဖော်ထားတယ်လို့ပါပဲ။ဝှစ်ထားတဲ့အင်ညာဝိုင်းကြော်ညာအင်ဂျီမှာတော့စီကြီးတွေကစွန်းနေတာတွေ့ရတယ်။ ူနာမည်ကမျိုးကြီးနာမည်ရင်းတော့မသိအချုပ်သေးခေါ်တဲ့နာမည်ပေါ့ပုံစံကလေးဘဝလူဝင်စားရုပ်ရှင်တဲကတမီမင်းသားတဦးနဲ့ဆင်ပါလေသပင်ကွေးကွေးအရက်ရှိရှိပိန်ပိန်အမဲပြုံးနေတတ်တယ်လို့ရေလာရင် သွားနဲ့အသားရည်ကစန့်ကျင်ဘက်အယောင်ထွက်နေသူခံမှန်းအသက်ကအစိတ်လောက်ပေါ့ဖရော့အဆိုတော်မျိုးကြီးတန်ကို တမီတန်နဲ့တချင်းစိုးနိုင်လို့ နာမည်ပြောင်မျိုးကြီးလို့ခေါ်ရကတဆောင်လုံးမျိုးကြီး အချုပ်ဆောင်ရဲတွေပါ မျိုးကြီးလို့ခေါ်ကြတာပါ သူ့ရဲ့အမှုကတခိုးဖမ်းပေးမှုတဲ့ဆိုင်ငယ်ခိုးတဲ့သူကိုဖမ်းပေးရာကနေအချုပ်ထဲလေးလအထိနေခဲ့ရတဲ့လူငယ်အယက်သားတူဖြစ်ပါတယ်အချုပ်ထဲမရောက်ခင်ဖြစ်ခဲ့တဲ့ည၈နာရီကျော်လောက်မှာ သူအလုတ်လုတ်တဲ့ကားဝဲရှော့ကနေပြန်လာရင် လမ်းမှာအနောက်ကနေဆိုင်ငယ်တခိုးတခိုးအော်တာကြောင့်လှဲ့ကြည့်ရင် ပြေးလာတဲ့တခိုးလို့ယူဆရတဲ့သူကိုလက်ထဲကစတိထမင်းကြိုင်းနဲ့ရိုက်ပြီးဖမ်းလိုက်ပါတော့တယ်။ဆိုင်ငယ်ရောလူပါလက်ကျသွားချိန်မှာလူအုပ်ကြီးကမှီလာပြီးတော့တခိုးရောဆိုင်ငယ်ပါမိသွားပါတော့တယ်။တခိုးကတော့ရိုက်ခံရတဲ့ဒဏ်ရာရောဆိုင်ငယ်အရှိန်နဲ့ရောရောပြီးတော့တတိလစ်နေသေးတာကြောင့်မြို့နယ်စေယုံကိုအရက်ပတ်တဲ့ရင်နဲ့ပို့ပေးထားကြတယ်လို့ဖမ်းပေးတဲ့မျိုးကြီးကိုလည်း နေရင်းဆိုသူနဲ့ရဲတပ်သားတွေကနာမည်နေရက်လိပ်စာမေးပြီးပြန်လွှတ်လိုက်ပါတယ်။မြို့ကြီးအိမ်ပြန်ရောက်ပြီးနိုင်ဝက်ခန့်ကြမှာပဲသူနေတဲ့အိမ်ကိုရက်ွက်လူကြီးတွေနဲ့ရဲတွေပါတဲ့အဖွဲ့ကရောက်လာပြီးတော့အဲဇရင်စစ်ပါတော့တယ်။အိမ်ထဲဝင်မစစ်သေးခင်မှာအိမ်ရှိလူအကုန်ထွက်ခိုင်းလာကြအောင် အိမ်နေပြီးဖြစ်တဲ့သူ့ရဲ့ဒူမာလေးနှစ်ဦးကိုနှိုးလေးဖြတ်ထားတဲ့အတော်ကိုပါခြိပြီးမိသားစုလိုက်အိမ်ရှိထွက်ပေးခဲ့ရပါတယ်။ တကြီးမိသားစုဝင်တချို့မှာအစိမ့်ကက်ဂိုင်ထားကြသူတွေဖြစ်ပေမဲ့တားရောက်နိုင်ငံသားကက်ဂိုင်ထားတဲ့မျိုးကြီးကိုတော့နိုင်ငံသားမှတ်ပုံတင်အတုလုံမှုတန်တရာရှိမှုအစိမ့်တိုင်ကြရန်ပြက်ကွက်မှုတွေနဲ့ခေါင်းစဉ်တက်ကစစ်ဆေးရန်ဆိုပြီးမြို့နယ်ရစကန်ကိုဖမ်းဆီးသွားတယ်လို့အမှုစစ်အခန်းမှာရိုက်နှက်စစ်ဆေးခံခဲ့ရပါတယ်မျိုးကြီးရဲ့မှတ်ပုံတင်ဟာ2020ထွေထွေရွေးကောက်ပွဲမတိုင်မီက နိုင်ငံတော်အဆင့်အစီမံချက်နဲ့ရက်ွက်ရုံမှတရားဝင်လှုပ်ထားခဲ့တာလို့သိရပေမဲ့မျိုးကြီးကတော့မပုံတင်အတုကင်ဆောင်မှုနဲ့အချုပ်ထဲရောက်နေခဲ့ပါတယ်။မျိုးကြီးပြောပြောနေကြစကားရှိပါတယ်။သူသာတခိုးမဖမ်းပေးရင်အချုပ်ထဲမရောက်ဘူးအလုံးမပြုတ်ဘူးအသေးမကွဲဘူးတဲ့။မျိုးကြီးကိုအချုပ်ထဲထဲတော့အရက်စော်နန်းဟောင်းနေတဲ့လာဘိုးတဲ့ရက်တသားကစောက်ကလားကို ပုံစံပေးလိုက်ကွာ ငါလုံးမကလာဝသားကျွေးလိုက်ခိုးဝင်ကောင်းတွေအကုန်မျိုးဖြုတ်ပြစ်မယ်အချုပ်ခန်းတောက်မှာတော့တန်းစီလုံနေသူက မျိုးကြီးနဲ့အသက်မကွာတဲ့မျိုးကံလူမိုက်ပါ မျိုးကြီးအချုပ်ထက်ရောက်ရောက်ချင်းမျက်လုံးဝှေ့ကြည့်နေခဲ့ပါတယ်လူမိုက်တန်းစီအိတ်တဲ့နေရာကိုလက်အုပ်ချီရှောက်သွားလိုက်ပြီးထိုင်ကြောလိုက်တာ မြင်လိုက်မိပါတယ်တန်းစီကိုမဟုတ်ဖဲအခန်းတောင်းကဗုဒ္ဓရုပ်ပုံတော်ကိုကြက်ကြနနကို ထိုင်ရှိခိုးတာပါမျိုးကြီးဟာတမီလူမျိုးဗုဒ္ဓဘာသာဖြစ်နေမှအားလုံးတိလိုက်ရပါတော့တယ်ဒါဆိုရင်စိတ်ကောင်းစီစခန်းကရဲကဘာဖြစ်လို့မဟုတ်တာတွေကိုစဲရေးစုံနေခဲ့တာဖြစ်မလဲ15ဘီဘီနက်ဆယ်သားကျဲပြီးဒူကောင်းဖုံးအုပ်ယုံတာလုံနဲ့အိမ်သာပါ အခန်းမှာနိုင်ငံရေးကျင်းသား5ဦးအခြားမှု20ကျော်နဲ့မျိုးကြီးတို့အတူတူအကျဉ်းကျနေခဲ့ပါပြီအချုပ်ထဲမှာ မျိုးကြီးအငိမ့်မနေပါဒံရတက်တာတာနဲ့ကော်ဖီအိတ်ခွန်တွေကိုခောက်ပြီးဖျားစင်မှာအလှဆင်တယ်လို့အချုပ်သားအလုံးကိုအကြောပြင်နှိမ့်နှင်းပေးတတ်ပါသေးတယ်မိသားစုကအချုပ်ဝင်စားလာမတွေ့နိုင်ပေမဲ့မျိုးကြီးကအချုပ်ထဲလူချစ်လူခင်များပြီးပေးတဲ့စလိတ်ကော်ဖီအချိုရည်နဲ့အစင်ပြင်းနေပုံရပါတယ်ဖျားရှိခိုးချိန်မှာအတန်ထွက်ရှိခိုးတတ်တဲ့မျိုးကြီးစနေသားသမီးကိုမြစ်တာဖို့အမျှဝေစူတောင်းတတ်တဲ့မျိုးကြီးဟာ မျက်နှာစောင်းရင်တော့เจ้ามาငူငိုင်းနေတတ်ပြီးမဲရင်လည်းပြန်ဖြေလိမရှိတာတတိထားမိပါတယ်။နောက်ရက်မျိုးကြီးကိုဧည့်သည်လာတွေ့ပါတယ်။မိသားစုဝင်တော့မဟုတ်ပါ။မျိုးကြီးရိုက်သန်းလိုက်တဲ့တခိုးရဲ့မိသားစုဝင်တွေဖြစ်ပြီးစစ်တပ်ထဲကယာရုရကန်အမည်တွေနဲ့ချင်းချောက်ကတကြွန်ပို့မယ်တရားစွဲမယ်လို့ပြောကြပါတယ်။မျိုးကြီးစိတ်တက်တော်တော်ကြာနေပုံတွေ့ရတာတော့သူမျက်နှာမှာချွေးတွေက ကွဲနေတဲ့နှကန်းတောက်မှာတတိတိကျနေပါတယ်။အခန်းနောက်ဖျားဆင်ရောက်က လူမိုက်တန်းစီလဲတခိုးမိသားစုဝင်ကိုဒေါသထွက်ပြီးဆဲဆူပါတော့တယ်။အချုံဆောင်ရဲတွေပြေးလာပြီးအချုပ်ခန်းကို အပြင်ကနေဒုံးနဲ့ရိုက်ပြီးမစူအောင်ထိမ့်ပါတယ်။အချုပ်သားအလုံးကြီးပါအဲ့တွေ့ရောအခန်းတောက်မှာ စုပြုံပြီး အထဲနဲ့ပြင်ရံပြစ်ကြပါတော့တယ်။အချုပ်စုပ်မှုဖြစ်တော့ညနေ3:00ထိုးပါပြီ။ စခန်းထဲကရဲတွေဝီစကီမှုပ်ပြီးအချုပ်ဆောင်ဘက်ပြေးလာကြတယ်လို့တန်ချောင်းခောက်တန်အစမပြတ်ကြားလိုက်ရပါတယ်အပြင်ကနေဒုံးနဲ့လှမ်းရိုက်နေတဲ့ရဲကို လက်ချိုပြီးလှမ်းဆွဲလိုက်ထားတဲ့လူမိုက်တန်းစီနဲ့ချုပ်သားနှစ်ဦးရဲရင်အားသုံးပြီးအချုပ်ပြင် ခေါ်ထုတ်သွားကြပါတယ်မျိုးကြီးကတော့အမှုစစ်ခန်းနဲ့ထက်ရောက်သွားပြီးရိုက်နှက်ခံခဲ့ရပါတယ်ယောက်ျားလေးချုပ်ခန်းကတော့ဒီပြစ်စင်ကြောင့်ချုပ်သားအလုံးနှစ်ရက်တိတိ နိုင်ငံတော်ရဲ့အခမဲ့ထမင်းမရကြသလိုအဲ့တွေ့ချိန်မရှိကြပါမြို့ကြီးအချုပ်ထဲရောက်တာတလားလောက်ရှိပါပြီအမှုတရွဲတဲ့ဖြစ်တဲ့နိုင်ငံရေးကျင်းသားသုံးဦးကိုအင်းစိန်ထောင် ပြောင်းလိုက်ရပါပြီမျိုးကြီးဖမ်းပေးခဲ့တဲ့ဆိုင်ငတ်ခိုးကတော့အချုပ်ထဲမရောက်လာသလိုရဲစခန်းတောင်မရောက်လိုက်ဖဲစေယုံကနေခံဝင်နဲ့ဆင်းသွားတယ်လို့ကြားမိလိုက်ပါတယ်မျိုးကြီးကတော့အချုပ်ထဲဆွဆွဲချက်နဲ့ဆက်နေနေရပါတယ်မှတ်မိသလားလေးလအတွင်း အချုပ်စုချိန်အမှုစစ်ရုံကလွဲလို့နိုင်ငံသားကတုနိုင်ငံသားကတုအစ်စ်ကိစ္စဆွဲချက်မှန်သမျှတခါမှခေါ်မစစ်တယ်လို့အဲ့တွေ့ခွင့်လည်းမပေးကြပါဘူး2020ခုနှစ်မိုးနှောင်းကာလရောက်ပါပြီရွာနေတဲ့မိုးပေါက်တွေကိုတန်စကားကြားကမြင်ခဲ့ရပြီမြဲအချုပ်ကထွက်ချိန်မှာပထမဦးဆုံးပြင်ပစာပထမဦးဆုံးပြင်ပမှာထီခွင့်ရခဲ့ပါတယ်အချုပ်နဲ့ထောင်မှာအယူဆရှိကြပါတယ် ပြန်လာခဲ့မယ်လို့မတွေ့ရမပြောရသလို နောက်ပြန်လှည့်ကြည့်ကြတာမျိုးလည်းလုံရပါဘူးသဘောကောင်းတဲ့မျိုးကြီးဒုက္ခိတတော်နဲ့အရွယ်မရောက်သေးတဲ့တူမာလေးတွေကိုရှာဖွေကြွေးမွေးနေတဲ့မျိုးကြီးတခိုးကိုဖန်ပင်ပြီလို့တခြားမှုတွေနဲ့ဆွဆွဲခံခဲ့ရတဲ့မျိုးကြီးမျိုးကြီးကတော့တန်းစီအဟောင်းနေသွားတဲ့မှုရခနွန်းနှံပေါ်မှာ ပရိတကုံပြည်ကြီးစတဲ့တုတ်စာအုပ်နဲ့ကြံရိပ်ခဲ့တာမှတ်မိပါတယ် တေချာတိလာတာကတော့မြန်မာနိုင်ငံရဲ့အာဏာရှင်လက်အောက်ကဥပဒေမှန်သမျှဟာအသားအရောင်လူမျိုးကိုးကွယ်ရာဘာသာစကားပိုင်ဆိုင်မှု အာဏာရှိမရှိပေါ်မှာမူတည်ပြီးတော့ခွဲခြားဆက်ဆံခံရတာမျက်မြင်ကိုယ်တွေ့ပါပဲဒီဖြစ်ရပြီးသုံးနှစ်ကျော်လာပါပြီတော်လိုင်းရဲ့နယ်မြေတနေရာမှာငလျင်ကြောင့်အပျက်စီးနဲ့ပြန်လည်တိဆောက်ရေးခရီးအဖြစ်ကူညီကယ်ဆယ်ဖို့ရောက်ဖြစ်ခဲ့ပါတယ်ရောက်ရောက်ချင်းနိုင်ရတာမှာ ခྱི་ပန်းနာရောမနှပိုင်းကွင်းစင်းရတာရောကြောင့်ခစောစောအိပ်ဖြစ်ပါတယ်။၃ရက်မြောက်နှုတ်ဆက်ကြမယ့်ညမှာတော့ရွာကန်နေတဲ့တူတော်လန်ရင်ရဲဘော်တွေကညစာစားဖို့ဖိတ်ပါတယ်။စားတော့ပြီလို့စကားစမိပြောပြီးခဏကြာမှခြံနောက်ကနေဂစ်တာတစ်လက်နဲ့သွေးသစ္စာတစ်ချင်းကိုတမီတန်နဲ့ရော့တန်ရောပြီးပိုင်ပိုင်နိုင်နိုင်စုံနေတဲ့အတန်ထွက်ပေါ်လာတာပါတယ်။မျိုးကြီးမှမျိုးကြီးအစ်စ်ရဲ့ပါ သူက အာနာရှင်ကိုရရနင်းတဲ့တော်လန်ဖို့ ိုက်ပွဲဝင်နေတဲ့ရဲဘော်တို့ဖြစ်နေပါပြီ။မြင်ခဲ့ရသလောက်တယောက်သေးတော့မဟုတ်တော့ပါဘူး။စနေသမီးသူစနီးကပါတော်လန်ရေးနယ်မြေတဲရောက်ရှိပြီးပါရမီလိုက်ဖြစ်နေတာပါ။ကျွန်တော်အချုပ်ကနေလွတ်ပြီးနောက်ရက်ပိုင်းမှာပဲသူလွတ်လာခဲ့တာ ဖြစ်ပါတယ်။လာဝါကရဲ့စစ်ဆေးမှုရမှတ်ပုံတင်ကအစ်စ်ဖြစ်နေတာကြောင့်လွတ်လာပြီမဲ့အာနာရှင်ရက်တပ်ဖွဲ့ကမှာရင်ဖမ်းဆီးခဲ့တာ မတောင်းမှန်တဲ့အပြင် ူရိုက်မှုနဲ့ပါခံဝင်ထိုးခိုင်းခဲ့တာဖြစ်ပါတယ်။နောက်မှထပ်တည်ရတာကဆိုင်ငယ်ဓာတ်ထောက်ခိုးတဲ့တကူကတညင်းကုန်းစစ်သားစုဆောင်ရေးတပ်ကတပ်ဖွဲ့ဝင်ဖြစ်နေတာကြောင့်အချုပ်မကျသလိုဖမ်းဆီးပေးသူမျိုးကြီးကကန့်ခေခဲ့တာဖြစ်ပါတယ်။မျိုးကြီးပြန်လွတ်လာခဲ့ပြီမဲ့ရက်ွက်လူကြီးတွေပါတဲ့ပြည်သူစစ်အဖွဲ့ကမကြခဏရုံငန်းခေါ်စစ်ဆေးရိုက်နှက်တာတွေမခံနိုင်တော့တာကြောင့်လွတ်မြောက်ရာတော်လန်ရေးနယ်မြေကိုထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။ လက်ရှိတော့မြို့ကြီးနယ်စီရီယမ်တူနာပြုတ်တူဖြစ်တဲ့တူဇနီကစစ်တပ်ဖွဲ့ဝင်တွေဖြစ်ဒါဝင်ထမ်းဆောင်နေပါတယ်ကျွန်တော်မပြန်ခင်မှာနှစ်ခါသုံးခါလာလာပြောပါတယ်ရန်ကုန်မှာပြန်ဆောင်ကြမယ်ရွှေကုံဖျားဖူးကျင်နေပြန်ရောက်ရင်ဈေးဆိုင်ကလေးဖွင့်ကျင်တယ်တဲ့